အိမ်မှာဧည့်သည်လာရင်လက်ဆွမ်းပြလုပ်ကောင်းတဲ့ကျဲဦးလေးလုံနီလေးကိုမျှရပေးလိုက်ပါတယ်။ဒီလုံနီလေးကလောရလွယ်ကူပြီးတော့ဆော့စလင်းနဲ့တို့ဆိုင်ရင်လည်းအရန်ကိုပဲရတာရှိပါတယ်။အရင်ဆုံးအသားထဲမှာထည့်ဖို့အတွက်ဂျင်ဂျာသွတ်မြေလေးတွေကိုတောက်တောက်လီးပြီးတော့ပြင်ဆင်ထားပေးလိုက်ပါမယ်။နောက်ထပ်ကျဲသွတ်မြေလေးတွေကိုလည်းလီးပြီးတော့ပြင်ဆင်ထားပေးလိုက်ပါ။အသားနယ်တဲ့အခါမှုသွောင်းအောင်လို့ဂျင်ဂျာသွတ်မြေလေးတွေကိုလည်းပြင်ဆင်ထားပေးလိုက်ပါမယ်။ပြီးရင်တော့ဝက်ပေါင်သားလေးတွေကိုအတုံးလေးဖြစ်အောင်လီးပေးပြီးတော့ကျိတ်ဆက်ထဲမှာထည့်ချိတ်ထားပေးလိုက်ပါမယ်။ ။ဒါဆိုရင်တော့ပအဝင်ပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲ။ခုနကကြိတ်ထားတဲ့အသားတဲကိုစားတစွန်၊ကြက်သားမုံ၊ငရုတ်ကောင်းအဖြူ၊ဂျင်းကျက်သွန်ဖြူ၊ကျက်သွန်မိတ်၊တရုတ်မဆလာ၊ပင်ကံပြရဲ့အကြီးတစွန်ထည့်ပေးပြီးတော့နောက်ထပ်ခရုစီထပ်တဲ့ပေးပြီးကျဲဥအကနဲ့ကော်ရင်လေးထည့်ပေးပြီးတော့နှံ့သွောင်းအောင်လက်ရည်လေးဆွပြီးတော့နေထားပေးလိုက်ပါမယ်။နောက်ထပ်ပိုမွေးသွားအောင်လို့ခုနဖျော်ထားတဲ့ဂျင်းချွတ်သွေးရည်လေးကိုထည့်ပေးပြီးတော့နှံ့သွောင်းအောင်တေချာလေးထပ်နေထားပေးလိုက်ပါ။ ပကံလုံးထဲမှာကြဲဥဆယ်လုံးနဲ့ကော်ရီလေးထည့်ပေးပြီးတော့နှံ့သွားအောင်မှွေထားပေးလိုက်ပါ။ပြီးရင်တော့စကားလေးနဲ့တီချလေးစစ်ထားပေးလိုက်ပါမယ်။အိုးထဲမှာစီနေနေလောက်ဖြန့်ပေးပြီးပူလာပြီဆိုရင်တော့ကြဲဥလေးတွေကိုအလဲကနေတစုံချင်းစီထည့်ပြီးတော့ကြော်ပေးလိုက်ပါမယ်။အရင်ဆုံးကြဲဥဘေးသားလေးတွေကိုကြက်လာအောင်လို့အိုးလေးကိုလှည့်ပြီးတော့တီချလေးကြော်ပေးရပါမယ်။ရသွားပြီဆိုရင်တော့နောက်တစ်ဖက်ကိုလှန်ပြီးတော့ထပ်ကြော်ထားပေးလိုက်ပါ။ ခုနကြော်ထားတဲ့ကြောက်လေးတွေကိုအေးခံထားပြီးသွားရင်တော့အပေါ်ကနေကော်ရည်လေးလိုက်တုပ်ထားပြီးလိုက်ပါမယ်။ပြီးရင်တော့အသားတစွန်းထည့်ပြီးနှံသွားအောင်သေချာလေးလိုက်တုပ်ထားပြီးလိုက်ပါ။အသားလေးတွေကိုသေချာလေးတင်ထားပြီးသွားရင်တော့အပေါ်ကနေကော်ရည်လေးထပ်တုပ်ထားပြီးလိုက်ပါမယ်။ပြီးရင်တော့လက်လေးနဲ့သေချာလေးလိမ့်ထားပြီးလိုက်ပါမယ်။ရသွားပြီဆိုရင်တော့ပေါင်ဝဲထဲမှာထည့်ပြီးတော့15မိနစ်လောက်ပေါင်ထားပြီးလိုက်ပါ။ အချိန်ပြည့်သွားပြီဆိုရင်တော့အေးခံထားပြီဒါလေးနဲ့တေချာလေးလီထားပေးလိုက်ပါမယ်ဒါဆိုရင်တော့လောရလကူပြီးတော့စားလို့ရန်ကောင်းတဲ့ကြေုပ်လေးလေးကိုရပါပြီနော်စားလို့ရန်ကောင်းတာမို့လို့လိုက်လို့စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်